အင်ဒိုနီးရှားလွတ်တော်ကစစ်ဥပဒေကိုပြင်ဆင်လိုက်တယ်လို့သိရပါတယ်။အင်ဒိုနီးရှားလွတ်တော်ဟာစစ်ဥပဒေကိုပြန်လည်ပြင်ဆင်ခဲ့ပါတယ်။အဲ့ဒီပြင်ဆင်တဲ့ဥပဒေမှာစစ်ဘက်အရာရှိတွေကိုအရက်ဘက်အရာသူများယာထားခွဲဝေပေးထားတဲ့အတွက်ကျောင်းသားတွေနဲ့တကြွလှုပ်ရှားသူတွေကစန့်ကျင်ကန့်ကွက်ကြပါတယ်။ဒီဥပဒေမှာစစ်ဘက်အရာရှိတွေကရက်ဘက်အုပ်ချုပ်ရေးကဏ္ဍကိုလွှမ်းမိုးခဲ့တဲ့အာဏာရှင်တမဟောင်းစုဟာတို့ခေတ်ကိုပြန်လည်ရောက်ရှိသွားစေနိုင်တယ်လို့လူ့အဖွဲ့အစည်းတွေကပြောပါတယ်။ ဒါအပြင်ဒီဥပဒေဟာကမ္ဘာတတိယအကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်တဲ့အင်ဒိုနီးရှားကိုတိုက်ရိုက်ထိခိုက်နိုင်စေကြောင်းလည်းစန့်ကျင်သူတွေကဝေဖန်ပါတယ်လွတ်တော်ဥက္ကရာဟာလွတ်တော်မှာမဲခွဲဆုံးဖြတ်ခဲ့ပြီးတယ်နော်ဒီဥပဒေကိုဒီမိုကရေစီလူ့ခွင့်ရည်နဲ့ရပ်ပတ်စိုးမိုးရေးဆိုင်ရာအခြေခံမူနဲ့အညီတရားဝင်တည်ပြုကြောင်းကြေညာပါတယ်ဒီကရက်နဲ့အော်တိုဘာကသမနာဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့လက်ရှိသမနာပရာဘိုဟာဆိုဟာဒူလောက်ရှိအထူးတပ်ဖွဲ့ရဲ့တမှုလည်းဖြစ်ပါတယ် ဆူဟာတိုဟာအကြောင်းသားကလင်းငယ်တွေအတွက်နေ့လယ်စာအခမဲ့ကျွေးမှုတဲ့အစီအစဉ်ပါဝင်အရက်ပတ်အုတ်ချုပ်ရေးကဏ္ဍတွေမှာလက်နက်ကန်တပ်ဖွဲ့တွေရဲ့အခမ်းကဏ္ဍပုံမှုတိုးချဲ့ခဲ့ပါတယ်လူအခွင့်အရေးဖွဲ့တွေကတော့အရက်ပတ်ကဏ္ဍမှာစစ်တပ်ပါဝင်မှုမြင့်တက်လာတဲ့ပုံဝေဖန်ကြပါတယ်ဒီလုံဆောင်ချက်ဟာအာဏာလွှဲသုံးစားလုပ်မှုလူအခွင့်အရေးချိုးဖောက်မှုစစ်တပ်လုံဆောင်ချက်ကိုအရေးမယူဘဲကင်းလွတ်ခွင့်ပေးထားတဲ့အခြေအနေထိရောက်ရှိစေနိုင်တယ်လို့လူအခွင့်အရေးစောင့်ကြည့်ဖွဲ့တွေကထောက်ပြပါတယ် ဒီဥပဒေမူကြမ်းအရစစ်တပ်အရာရှိတဲ့ဟာအစိုးရရှိနေချုပ်ရုံကဲ့သို့အရက်ပတ်ရုံထဏနာတွေမှာအရက်ပတ်ရထူနေရကိုမရယူရင်တက်ကလည်းနှုတ်ထွက်ဖို့လိုအပ်ကြောင်းအစိုးရကပြောပါတယ်ဒီဥပဒေမကြောင်းတက်ကလည်းအရက်ပတ်ကူးပြောင်းလာမယ့်အရာရှိတဲ့ဟာနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေမှာပါဝင်ခွင့်ရလာမယ့်ချက်ကိုလည်းစိုးရိမ်နေပေမဲ့ဒီချက်အားဥပဒေမှာထည့်သွင်းပြင်ဆင်ထားခြင်းမရှိကြောင်းဥပဒေပြည်အတွက်ဆွေးနွေးမှုမှာပါဝင်ခဲ့တဲ့လွှတ်တော်အမတ်တွေကပြောပါတယ် လက်ရှိမှာတော့အင်ဒိုနီးရှားသမရာပရာဘိုဟာစက်ကျင်ဆန္ဒပြမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။လွတ်တော်ကလက်ခံလိုက်တဲ့ဥပဒေပြောင်းလဲရာတက်ရရှိတွေဟာရပ်ဘတ်ဌာန19ရဲ့ယာတုနေရာတွေမှာခန့်အပ်ပိုင်ဝင်ကနေဌာန14ကိုထိချက်ဖြင့်ပြီးယာထူရယူလာနိုင်တော့မှာဖြစ်ပါတယ်။နောက်ပြီးတက်ဘတ်ရရှိတွေရဲ့ပင်စင်တန်းကိုလည်းတိုးပေးလိုက်ပြီးခုဆိုရင်အမြင့်ဆုံးအဆင့်ကျယ်လေးပွင့်ဘိုးချုပ်ကြီးတွေဟာမူလပင်စင်အသက်60ကနေ63နှစ်ကိုတိုးမြင့်ပြီးတာဝန်ထမ်းဆောင်ခွင့်ရလာမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ဆန္ဒပြသူများစွာလွှတ်တော်ရှင်မှစုဝေးပြီးဥပဒေပြောင်းလဲကိုစန့်ကျင်ကြောင်းကြွေးကြော်နေပါလေ။ရဲတပ်ဖွဲ့နဲ့စစ်တီတွေကလွှတ်တော်ကိုလုံခြုံရေးယူဆောင်ကျက်နေပါလေ။တချို့အခြေအနေဒီမှာတော့လွှတ်တော် CEO ကိုကြော်တက်ဖို့ကြိုးစားတဲ့ဆန္ဒပြသူတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်ကြားထိတ်တဲတွေ့မှုတွေဖြစ်ခဲ့တယ်လို့မျက်မြင်တွေကပြောပါလေ။လွန်ခဲ့တဲ့25နှစ်တာကာလတွင်အင်ဒိုနီးရှားရဲ့နိုင်ငံရေးနဲ့ရပ်ဘတ်စီမံအုပ်ချုပ်မှုတွေမှာစစ်တပ်ပအဝင်ပတ်သက်ခွင့်ကိုကန့်သက်ဖို့အားထုတ်မှုတွေရှိခဲ့တဲ့တိုင်အောင် အခုဥပဒေပြောင်းလဲမတိုင်းခင်ကတည်းကအင်ဒိုနီးရှားစစ်တပ်ရဲ့ယာရုလက်ကင်အရာရှိ2600နီးပါးလောက်ဟာအရက်ပတ်ယာရုတွေကိုပါရယူထားခဲ့ပြီဖြစ်တယ်လို့ပြည်တွင်းလူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ EPAC ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်